အလုံးမဲမင်္ဂလာပါလာမဲနိုဝင်ဘာလနောက်ဆုံးပတ်မှာထိုးတတ်မဲ့ championship ပြိုင်ပွဲ131ပွဲစဉ်မှာတော့မြန်မာလူငယ်ဖိုက်တာကျော်စွာဝင်းရဲ့ပွဲအပြင်တခြားမြန်မာဖိုက်တာတူဖြစ်တဲ့ဆိုးလေးဦးရဲ့ပွဲကိုပါထည့်သွင်းလာဖို့စဉ်းစားနေတဲ့ဆိုပြီးတော့တည်င်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်ဒီတည်င်းကမသေးချာသေးပေမဲ့လည်းဆိုးလေးဦးကိုတိုင်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကသူ့ရဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာ မကြာခင်တည်င်းကောင်းကြားရဖို့ရှိရဆိုပြီးတော့တင်ထားတာကြောင့်ဒီတည်င်းဟာတကယ်ကိုဖြစ်နိုင်ခြေလည်းရှိနေတာပါဝမ်ချမြန်ရှိကတော့အခုဒီကျော်ဆောင်ဦးရဲ့ပြိုင်ဘက်ကိုလည်းမချပြသေးသလိုဆိုလင်ဦးပွဲကိုပါတက်သွင်းလာမယ်လို့တည်င်းထွက်ပေါ်ထားတဲ့အတွက်မြန်မာပြည်သက်တွေကို surprise တိုက်ဖို့ရှိနေ ပုံရပါတယ်ဒီတည်င်းသာအမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့မြန်မာဖိုင်တာတွေရဲ့ပွဲကိုစောင့်မျှော်နေကြတဲ့ ရိသက်တွေအတွက်ကတော့တော်လေးကိုအားရကျေနပ်စရာကောင်းနေမှာတော့မှန်ပါပဲမြန်မာဖိုက်တာဆိုးလေးဦးကပွဲဝေးနေတယ်ဆိုပေမဲ့သူကိုယ်တိုင်ဦးစီးပွင့်လက်ထားတဲ့တို့ရိုးရာလက်ဝဲကလပ်မှာနေ့တိုင်းနေပါ training စင်းနေနိုင်တာပဲဖြစ်ပါတယ်ဒီတစ်ချက်ကဆိုလင်းအတွက်တကယ်ကိုအားရချေနှက်ဆရာကောင်းနေတာပါနောက်တစ်ချက်ကဝမ်ချံပြားရှိရဲ့ဥက္ကဋ္ဌဖြစ်တဲ့ chatri ကရောဆိုလင်းကိုဘလို့ပြိုင်ဘက်နဲ့ပွဲတီပေးဖို့စိတ်ကူးထားမလဲကြောစာဝင်းကိုရောဘလို့ပြိုင်ဘက် fighter မျိုးနဲ့ပွဲဥထွက်ထိုးစေမလဲဆိုတာကိုစိတ်ဝင်တစားစောင့်ကြည့်ရမှာပါအလုံးကိုကျေးဇူးများကြီးတင်ပါတယ်